တရက်မှာတော့ကြော်တိုက်နေလေသာစားပြီးမျက်လုံးဆင်းလာတဲ့အတွက်ဗလောက်ပင်အောင်မှာရှိတဲ့ကုတ်ပြပေါ်မှာတုံလုံးလှဲနေလိုက်ပါတယ်။မကြခင်မှာအိပ်ပျော်သွားတယ်။ဗလောက်ကြောင့်အိပ်ပျော်သွားတယ်မသိအနီးနားမှာလူတယောက်လာတိုင်းပြီးတော့လှုပ်နှိုးမှနှိုးသွားတယ်။မောင်ကျော်တိုက်မောင်ကျော်တိုက်ထားစမ်းပါအောင်ကွာ။ဟာကိုကြီးပန်းမွေးပါလား။ငါကိစ္စရှိတော့မင်းစီလာတာထားစမ်းပါအောင်ကွာ။ကိစ္စကတော်တော်လေးကိုအရေးကြီးလာဗျ။လာကွာ။မြို့ထဲကိုသွားမယ်။ ဦးထွန်းကြည်ကတော့မင်းသိမှာမဟုတ်ဘူးမျိုးမနှစ်ရက်ကွာမှနေတယ်ကွာကြားမင်းစလိတ်ခုံပိုင်ရှင်နေပဲဟောတိတာဗောဗျလူချင်းတော့မသိဘူးလေအဲ့ဒါနဲ့အဲ့ဒီစလိတ်ခုံပိုင်ရှင်ဦးထွန်းကြည်ဆိုတာတော့တိတယ်ဗျကဲထကွာအဲ့ဒီအိမ်ကိုသွားကြမယ်ခဏဆောင်အောင်ဗျမျက်နှာတိပြီးတော့ဝတ်စားလဲအောင်မယ်ခဏကြာတော့စလိတ်ခုံပိုင်ရှင်အိမ်ကိုရောက်လာတယ်ကြောက်ပါဆရာလေးဆရာလေးပါတခါတည်းပါလာလို့ဝမ်းသာပါတယ်အကျိုးကြောင့်တည်ပြီးပြလာဆရာလေး ဟုတ်လေကျွန်တော်ဘာမှမပြောရသေးဘူးအေးကွာဒါဆိုလေဦးလေးကပဲပြောလိုက်မယ်ဖြစ်ပုံကလေးလို့ဆရာလေးအင်္ဂါသားတော့မအောင်ဒီနေ့ဆယ်တန်းပြေထားတယ်စာမေးဝဲပြီးကတည်းကအင်ကက်တယ်မရှိဘူးလေစပိန်တစ်စီးနဲ့အချိန်ကုန်နေတာတရက်ကသားကိုတန်းနှပ်ပတ်ဖို့ငွေချခိုင်းတာအဲ့ဒီမှာငွေတောင်းကအောင်ပန်းကပွဲရုံစီကိုပို့ခိုင်းတာဒီနေ့ထိအိမ်ပြန်မရောက်ဘူး9ရက်တောင်ရှိပြီးပျောက်နေတာဒီရက်ပိုင်းမှာလည်း မျိုးတဲကကလေးမလေးတယောက်စွဲကြိုတကုံလက်ကောက်တရံလက်စုပ်တကုံအခိုးခံရတဲ့ပြီးတော့ဦးလေးတို့ရဲ့အတိရဲ့တမီးလေးတယောက်လည်းတို့စေးမိပြီးတော့လက်ဝတ်လက်စားတွေမပါတော့ဘဲနဲ့ပြန်ရောက်လာတယ်။အခုဦးလေးသားကပြန်ရောက်လာပြီးတော့ဘာမေးမေးဘာမှမသိဘူးဖြစ်နေတာ။အောင်ပန်းကပွင့်ရုံကိုလည်းငွေတစ်သောင်းကရောက်မလာဘူးတဲ့။ဒီလိုနဲ့ပြန်ရောက်ပြီမကြခင်မှာနှစ်ရက်လောက်ကြာတော့သူ့အမေအန်ဆွဲတဲ့ကငွေ2000ပျောက်သွားတယ်။အဲ့ဒီပတ်စံကစတလိတ်သမားတွေကို ညနေရှင်းပေးရမယ့်ပတ်စံကိုယူပြီးတော့တညလုံးပြောင်းနေတာမနဲ့မြို့ဦးเจ้าရဲ့ចောင်းပြည်ကြီးနာမှာအိပ်ပျော်နေတာသွားတွေ့တယ်ဒီလိုနဲ့ပဲနှစ်ရချာသုံးရချာဆိုသလိုလူလက်တာနဲ့ပတ်စံယူပြီးပျောက်သွားတယ်မနဲ့လေးရင်ចောင်းပြည်ကြီးနာမှာပဲအိပ်ပျော်နေတာတွေ့ရတယ်ဒါနဲ့ဦးလေးသားနဲ့မယ်ကအေးချမ်းနေကွာအခုနောက်ဆုံးတစ်ချိန်ကတော့ဦးလေးညီမအိမ်မှာအလှလှလို့သွားရင်းနဲ့အလှအိမ်ကနေညနေပြန်လာတယ်မောင်ကြီးကလည်းအလှကအတူပြန်လာကြတယ်ကွာ ညစာစားပြီးတော့မှပြန်လာကြတာဆိုတော့ဘာမှမစားတော့ဘဲနဲ့မောင်အေးချမ်းအဲ့အောင်စောင့်ကြည့်ကြတယ်။ညာ၈နာရီခွဲလောက်အဲ့ရဝင်သွားတယ်ကွာ။သူအဲ့ရဝင်မှအားလုံးကဝင်အိတ်တယ်။ညတကောင်ကြတော့သမီးငယ်ကငေတံပအောင်လို့អော်လို့အားလုံးအပြေးလွှားသွားကြည့်တာ။အခန်းထဲမှာ မောင်အေးချမ်းကသူညီမကိုဓာပြပြီးတော့ဆွဲကြိုးကိုချက်ခိုင်းနေတာ။လူကြီးတွေဝင်သွားတော့ဆွဲကြိုးကမရတော့ဘူးကွာ။သူ့စီမှာလဲတရားတန်းဆက်ရွတ်တွေ့ရတယ်။ဟဲ့ကောင်အေးချမ်း မင်းဘာလုပ်တာလဲကျွန်တော်ဘာလုပ်လို့လဲဗျဟာခလာကြီးရဲ့ကွာအခုမင်းညမအခန်းထဲကနေထွက်လာခဲ့အခုတလောမင်းအသိစိတ်တွေလုံနေရနော်မင်းလောက်တာဆက်လိတ်ခုံလဲပြုတ်တော့မယ်ကွာအမေလို့သူကတမင်းဖြစ်သူကိုမေးကြည့်တယ်ကဲတမီးပြောစမ်းပါဦးတမီးကိုကဓာားနဲ့ရွေပြီးတော့ဆွဲကျိုးကို ချုပ်ခိုင်းနေရလားသူဘာတွေပြောသေးလဲဟုတ်တယ်ဆွဲကျိုးကိုချုပ်ပေးရင်ပေးမပေးရင်ဓာားနဲ့ထိုးမယ်တဲ့အစောကလည်း အဖေးလုတ်ခန်းထဲမှာအတန်ကြားလို့ကြည့်လိုက်တော့အန်ဆွဲဖွင့်ပြီးပတ်စံနဲ့ယူနေတာပြီးမှသမီးစီကိုလာတာပြီးတော့ကိုကိုကနေရန်ကုန်မောကြည့်နေတာဒါနဲ့သမီးလည်းသူကြည့်တဲ့နေရာကိုကြည့်တော့ပကံပြားလောက်ရှိတဲ့မျက်လုံးကြီးနှလုံးကကိုကိုကိုစိုက်ကြည့်တာတွေ့ရတယ်မျက်လုံးတွေကနေရဲပြီးတော့တောက်ပနေတာမျက်လုံးတွေကရဲရဲတောက်နေတာဟုတ်လားဟုတ်တယ်အဲ့ဒီမျက်လုံးလေးနေကြီးတွေမြင်လိုက်တာနဲ့ကြောက်ပြီးတော့အခန်းထဲကိုပြေးဝင်လာတာမကြသေးဘူးနောက်ကကိုကိုလိုက်လာပြီးတော့ စွဲကြိုးကိုကြွက်ခိုင်းလို့သမီးကအော်လိုက်တာအေးကွာဦးလေးလေတားနဲ့တူအပြင်ကိုထွက်ထွက်ချင်းသူ့လက်ထဲကဓားကို တောင်းယူတယ်အဲ့ဒီမှာသူ့လက်ဖွားကစေးနီတစ်စက်ကိုတွေ့တယ်ကွတချို့လူတွေလက်ဝါးမှာစိတ်ထိုးထားတယ်လို့တားလက်ဝါးမှာလည်းစေးနီနဲ့ဆုပ်ထိုးထားတာကိုမြင်ရတယ်နောက်ပြီးတော့နောက်ထပ်လက်ဝါးတစ်ဖက်ကိုလည်းကြည့်လိုက်တော့စေးနီနဲ့ဆုပ်ပြီးတော့ထပ်ပြီးတော့ထိုးထားပြန်တယ်ဒါဆိုရင်တော့ဗျာရိုးရိုးတော့မဖြစ်နိုင်ဘူးဗျအောင်လန်းဆရာက စောရသိတဲ့အိမ်ကိုပြာချပြီးတော့လက်တွေမှာထိုးပေးလိုက်တာပဲအဲ့ဒီဆေးကိုထိုးထားရင်တော့မခိုးဖို့ရမနေနိုင်မထိုင်နိုင်ဖြစ်တာစောစောကပြောတဲ့မျက်လုံးကမှော်ဆရာရဲ့မျက်လုံးပဲခိုးရမယ့်အချိန်ကိုသတိပေးနှိုးဆော်ဖို့အတွက်ရောက်လာခဲ့တာဒီလိုလုပ်ကြမယ်မောင်အေးချမ်းမြောင်လို့အန်ဆွဲတဲ့ကိုပတ်စံထောင်လောက်ထည့်ထားလိုက်ညကျရင်ဘေးကနေချောင်းကြည့်လို့ရအောင်လုပ်ပြီးတော့ကျွန်တော်တို့တွေစောင့်ကြည့်မယ်အခုတော့ကျွန်တော်ပြန်မယ်ဗျာမနေ့ဖြန်ညစောင့်ကြည့်ရအောင်လို့ ညနေ9နာရီလောက်ကိုလိုအပ်တာတွေယူပြီးတော့လာခဲ့မယ်။ဆရာလေးတို့ဒါဆိုမနက်ပြန်ညစာအိမ်မှာပဲစားကြတော့ကြောက်တိုက်လေပူထွန်းကြီးတော်ကနှုတ်ဆက်ပြီးတော့အိမ်ကိုပြန်လာတယ်။နောက်တနေ့ညညဟာတစက်စက်နဲ့ညနေလာတယ်။တကောင်ကြက်တောင်တွန်းလာပြီးကြောက်တိုက်တို့လည်းအမောင်ငန်းထဲကနေစောင့်ကြည့်နေကြတော့မောင်အေးချမ်းရဲ့ခေါင်းရင်းဘက်မှာကြီးမားတဲ့မျက်လုံးကြီးနှလုံးဟာပေါ်လာတာကိုအားလုံးပဲမြင်တွေ့ရတယ်။အဲ့ဒီမျက်လုံးကနေအလင်းရောင်တွေဖြာကျလာပြီးတော့ မောင်အေးချမ်းရဲ့ခန္ဓာကိုယ်ပေါ်ကိုရောက်လာတယ်။မောင်အေးချမ်းကချက်ချင်းနိုးလာပြီးတော့ဘေးဘီကိုကြည့်တယ်။မျိုးလုံးကြီးကလည်းပျောက်ကွယ်သွားတယ်။မောင်အေးချမ်းတယောက်ဖြဖြညင်ညင်ထဖားခင်ရလောက်ခန်းတွင်ဝင်ကအန်ဇဲရဲကပတ်စံကိုယူပြီးတော့အိမ်မော်ကနေခြေတံမကြောက်အောင်လို့ဆင်းတော့ခဲ့တယ်။ပြီးတော့ကြောတိုက်တို့လည်းမောင်အေးချမ်းတော့အနောက်ကိုမောင်အေးကိုပြီးတော့မျက်ကြည်အပြတ်မခံမနဲ့လိုက်သွားတယ်။ပြီးတော့မောင်အေးချမ်းတယောက်မြို့ဦးစီဒီမှာရှိတဲ့ဖခင်အောင်အပြတ်အတွင်ကိုဝင်သွားတယ်။မောင်အေးချမ်းကတစုံတစ်ယောက်ကိုစောင့်နေတယ်လို့ တိုင်တစ်ခုကိုမိပြီးတော့ထိုင်းနေတယ်။ခဏကြာမှာတော့ငိန်သက်ပြီးတော့အိပ်ပြောသွားတယ်။ဒီချိန်မှာကျောင်းဝင်းထင်ရန်အပြည့်ကြာကနေဓာမီးရောင်ကိုမြင်ရတာကြောင့်အားလုံးကငိန်သက်ပြီးတော့စောင့်နေကြတယ်။ဒီချိန်မှာပဲအနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူတယောက်မောင်ကြီးချမ်းအနားကိုရောက်လာပြီးတော့ပတ်စံတွေကိုနှိုက်ယူတာတွေ့ရတယ်။ဒီတော့မှကြောက်တိုက်လဲလွယ်ိတ်သေးကအဖိုးဆရာကြီးရဲ့စိတ်ကျဉ်လုံးကိုထုတ်ပြီးတော့ကြော်ပေးနေတဲ့လူကြီးစီကိုအမြင်သွားကအထက်အနက်တွေကိုအမိန်ပြန်ပြီးတော့တစ်ချက်ရိုက်တယ်။ဒီခဏတွေ့မှာပဲ အဲ့လူကပြင်းပြင်းထန်ထန်អော်ပြီးတော့မြေကြီးပေါ်လဲကြကဆက်ငယ်ဆက်ငယ်တက်သွားတယ်။ဒီတော့မှအုံထုံးကြီးနဲ့ကိုပန်းမွေးတို့လည်းအနားကိုရောက်လာကအဲ့လူကြီးလက်ထက်ကဓာမီကိုယူအဲ့လူမျက်နှာကိုထိုးကြည့်တယ်။ဘေးဆောင်လဲနေတာကြောင့်ပလက်ဆွဲလဲမီလဲထားတဲ့အိတ်ကိုဆွဲယူကြည့်တဲ့အခါအိတ်တွင်းကငွေဆက်ကိုတပြင်းရွှေတဲ့ပစ္စည်းလေးကိုပါတွေ့ရတယ်။အဲ့လူကိုချုံနာပြီးတော့အိုးထုံးကြီးအိမ်ကိုခေါ်လာတယ်။ချမ်းသာပေးပါဆရာ။ကျွန်တော်နောက်မလုပ်တော့ပါဘူးယ။ဒီပစ္စည်းလေးကိုလည်းပြန်ပေးပါမယ်။ တက်တက်လဲလဲတောင်းပန်နေပေမဲ့ဦးထွန်းကြည်အိမ်ကိုရောက်လာတာခဲဟဲ့လူခမားပါလို့အေးချမ်းကိုတခိုးစိတ်ပေါအောင်လို့ဆဲတွေထိုးပေးတာလေချမ်းသာပေးပါဆရာလေးဒီကလေးရဖေကမြို့မှာ အချမ်းသာဆုံးဆိုတာသိလို့စောရတိတ်တိမော်ဝင်ဆဲကိုထိုးပေးပြီးတော့ခိုင်းခဲ့မိတာပါတခြားကလေးတွေကိုတော့ဆဲမထိုးပါဘူးဗျာတဝဲတိုးဆဲပဲသုံးပြီးတော့တကြိမ်စီပဲယူခဲ့မိတာပါကလေးတွေကိုတော့ကျွန်တော်ရဲ့မော်မြက်လုံးနဲ့ကြည့်ပြီးတော့စိတ်ညှို့လို့လက်ဝတ်လက်စားတွေ ချဲ့ယူတယ်။ပြန်မပြောနိုင်အောင်လဲအာဇေးထည့်ပြီးတော့လွတ်ပေးတာပါ။ဒီကလေးကြတော့မှလောဘတက်ပြီးတော့အကြိမ်ကြိမ်ယူခိုင်းမိတာပါ။ချမ်းသာပေးပါဗျာ။ကျွန်တော်နောင်တရပါပြီ။ခမည်းကိုရဲတွေကလည်းအလိုရှိနေတာ။ခမည်းဒီမောင်ရဲချမ်းကို ထိုးပေးထားတဲ့ဆေးတွေကိုပြည့်အောင်လုပ်ပေးရင်တော့ရဲလက်ထဲကိုအတင်မအတင်စဉ်းစားပေးမယ်။ဒီဒီတငယ်ကိုထိုးထားတဲ့ဆေးတွေကိုပြန်ပြီးတော့ဖြည့်ပေးပါမယ်ဗျာ။မောင်ရဲချမ်းရှိသွားပြီးတော့ဆေးတွေကိုပြန်လဲဆောက်ယူပြီးတဲ့နောက်မောင်ရဲချမ်းမျက်နှာလဲ ပြန်ပြီးတော့ကြည်လင်းလာတယ်။ဦးထွန်းကြည်နဲ့ကိုပန်းမွေးတို့လည်းအဲ့လူကိုဆက်ဆုပ်တဲ့ကြည်နဲ့ကြည်တယ်။ကဲပြ။ဒီလူကိုရဲစခန်းကိုသာပို့လိုက်ပါ။လှုပ်ပေးလိုက်ရင်တက်ပြီးတော့ဒုက္ခပေးနေအောင်မယ်။သိခံကြပါဦးလေ။သူလည်းနောင်တရနေလောက်ပါပြီ။ပစ္စည်းတွေလည်းပြန်ရပြီဖြစ်လို့ဒင်းတော်ကြီးကိုစိန်ထားရည်တစ္ဆာဆိုပြီးတော့တက်လိုက်ပါမယ်။တစ္ဆာပြန်ရင်တော့သူ့ဘာသူဒုက္ခရောက်နေမယ်။တစ္ဆာပြတ်တာနဲ့အင်းကြီးကစူးလိုက်မယ်ဗျ။တစ္ဆာရေတောက်ပြီးတာနဲ့ ဲ့ဒီလူကိုချက်ထားတဲ့ဆေးတွေခြေပစ်လိုက်တယ်။အဲ့ဒီလူလည်းအားလုံးကိုရှစ်ကိုပြီးတော့ထွက်ပြေးသွားခဲ့တယ်။နောက်နေ့မှာတော့ပစ္စည်းပြောက်တဲ့မူလပိုင်ရှင်တွေကိုပစ္စည်းတွေပြန်လည်ပေးအပ်ခဲ့ပြီးတော့ဂျွာကိုပြန်လာခဲ့ပါတယ်။